မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တဝဲအရှိတောဒီတာဆရက်ကြောကြတိုက်ပွဲအတွင်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး40ကြောဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တရင်းသာဤတိုင်းဒေသကြီးတဝဲခရိုင်တဝဲမျိုးအရှိတော်ဒေသ၌ဆယ်ရက်ကျော်ကြာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့ကြောင်းဒေါနာတရင်ချေမုံကြီးတပ်ခွဲခွင် LBF တာဝန်ရှိသူထံမှသိရပါတယ်။တဝဲမျိုးအရှိတော်ဒေသလိုစစ်ကြောင်းထိုးလာသည့်အင်အား200ကျော်ပါသောစစ်ကောင်စီစစ်ကြောင်းနှင့်တော်လှန်ရေးပူးပေါင်းတပ်များသည်ပြီးခဲ့တဲ့ AP 28ရက်မှာမီးဆယ်ရက်အထိတိုက်ပွဲပေါင်း၄ချိန်ဖြစ်ပွားခဲ့ကြောင်းဒေါနာတပ်ခွဲခွင် LBF ထံမှသိရပါတယ်။ ဧပြီလ28ရက်နေ့တွင်အင်အား200ကျော်ဖြင့်စစ်တောင်းထူလာသောစစ်ကောင်စီတပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်များသည်မေလ2ရက်ညနေ4:45မိနစ်ခန့်တွင်တရက်ငုတ်ကျေးရွာနှင့်ရမစုကျေးရွာအကြားတွင် ပထမအကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှု45မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းသိရပါသည်။ထို့ပြင်မေလ9ရက်နေ့လယ်12:00ဝန်းကျင်ခန့်တွင် ဘဝပင်ကြေးရွာတာဝါတိုင်းအနီးနိုင်ဒုတိယအကြိမ်တိတွေ့တိုက်ပွဲတစ်ကြိမ်နဲ့ညနေ4:45မိနစ်မှ9:35မိနစ်ခန့်တွင်တတိယအကြိမ်တိတွေ့တိုက်ပွဲတစ်ကြိမ်မေလ10ရက်နနက်9:00မှ8:00အထိစတုတ္ထအကြိမ်တိတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်စနေရက်အတွင်းမှာအပြင်းထန်တိုက်ပွဲလေးကြိမ်ဖြစ်ပွားတဲ့စစ်ကောင်စီကအင်အား200နဲ့စစ်ကြောင်း300ခွဲပြီးတက်လာကြတယ် တရင်ဆက်ရင်ပေါင်းပြီးတက်လာကြတာပေါ့စစ်မှုထမ်းအမှတ်စဉ်ရှစ်ကတင်တန်းစင်တွေပါတယ်ကျွန်တော်တို့ဘက်ကလည်းထိခိုက်ကြဆုံးမှုတွေရှိတယ်ဟုဒေါနာတက်ခွဲကနေ LPF မှပြန်ကြားရေးတာဝန်ခံရဲဘော်လီတို့ကတရင်ဌာနသို့ပြောပါတယ်စစ်ကောင်စီတက်နေတော်လရေးပိုးပေါင်းတက်များရဲ့ဆယ်ရက်ကျော်အကြာပိတ်ဆို့တိုက်ခိုက်မှုအတွင်စစ်ကောင်စီတက်တာ6ဦးသေဆုံးပြီး40ကျော်အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ် ရင်တိုက်ခိုက်မှုအတွင်းတော်လန်ရေးပူပေါင်းတပ်ဖွဲ့ဘက်မှလည်းရဲဘော်၂ဦးကြာဆုံးခဲ့ရပြီးစိုးရင်ရသောတရားဖြင့်တအူးနှင့်မစိုးရင်ရသောတရားရ၄ဦးအသီးသီးရရှိခဲ့ကြောင်း LBF တာဝန်ရှိသူထံမှသိရပါတယ်။ကျွန်တော်တို့ဘက်ကရဲဘော်၂ယောက်ကြာဆုံးခဲ့ပါတယ်။တယောက်ကစိုးရင်ရတဲ့တန်ရပုံသူနေတဲ့နေရာပုံကိုကျင်းတာကို89နှလုံးကြတာ အဲ့ဒီမှာထီသွားတယ်အခုတော့ဆေးကုသမှုခံယူနေပါပြီဟု LVF တာဝန်ရှိသူကဆက်လက်ပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကိုဒေါနချီမုံရေးတက်ခွဲခွနဲ့လောင်လောင်ပနင်ဆလာ4 LPF ဒဝဲအရှိတော်ဒေတာရှိတော်လရင်အင်အားစုများပြစ်ကြသောဒဝဲခရိုင်အမတ်နှစ်တက်ရင် D5 DGRF DNLA DEF အေဒင်မူ EDF ချက်တနဲ့ဘီလုံးပျောက်ကြားတက်ခွဲ KNU တက်မဟာလီတက်ရင်စနစ်တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဆလဘီဆလင်းမျိုးနဲ့ပိန်းနေပင်ငလင်ပန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာသည့်စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ မကွေတိုင်းစလင်းတို့နဲ့ပိန်းနေပင်ငလင်ပန်းကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာသောအကြံဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံချဲတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းမင်းမှုခရိုင်အမှန်ကတရမတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ် မေလ15ရက်နေ့ညနေ9:50မိနစ်ခန့်တွင်ဆလင်းမြို့နယ်ပိန်နေပင်ကလင်းပန်းကြီးရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာသောအကြံပတ်စစ်ကောင်စီတပ်သားများသည့်ပိန်နေပင်ကြီးရွာအတွင်ဝင်ရောက်အထိုင်ချနေစဉ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မင်းဘူးခရိုင်မင်းဘူးခရိုင်အမှန်ကားတက်ရင် drone လေယုံအဖွဲကဒရုန်းပုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ရင်တိုက်ခိုက်မှုအတွင်အချမ်းဖတ်စစ်တပ်ဘက်မှထိခိုက်မှုရှိတော့လဲတေဆုံးသူအရေးအတွက်နဲ့ဒဏ်ရာရရှိသူအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စစ်ခွေးအင်အားက200ခန်းရှိတဲ့အင်အားအလုံးရင်ထိုးနေတာခုထိတော့စုံမသွားသေးဘူးအထီးကိုင်များပြီးခွေးစနိုက်ပါနေတဲ့အင်ကိုချစ်တယ်လို့သိရပါတယ် စစ်ကွေးတည်ခြင်းကမတိရသေးဘူးစစ်ကြောင်းကမပြန်သေးတော့နေမြေကန်အဖွဲ့တွေအားလုံးစုပြီးဆောင်ရွက်နေပါတယ်။ကြေးရွာနေပြည်သူတွေတော့ရှောင်တိန်နေရပါတယ်။သုံးနောင်ခန့်ရှိမယ်။စကစဘက်ကလက်နဲ့ကြည်ရန်တန်ပစ်ခတ်တဲ့အတွက်ဝေးပင်စင်ကြေးရွာဘက်ကအိမ်တလုံးပြည်သူတယောက်ထိခိုက်တယ်လို့သိရပါတယ်။ရွှေတွင်တူအောင်လိုင်းပိန်းနေပင်ငလင်မန်းဝေးကုန်းစနေချောင်းကြေးရွာတချို့ရှောင်နေရပါတယ်။ စနေကြောင်ကပြည်သူတယောက်နေလေလောက်ကစကစလက်နက်ကြီးစထိမှန်ခဲ့ပါတယ်။စနေကြောင်ကျေးရွာပြည်သူတအူးနဲ့ဝေးပင်စင်ကျေးရွာပြည်သူတအူးပါ။စနေကြောင်ကတော့အမျိုးသမီးကြီးတအူးပါ။အသက်အရွယ်ကတော့40ခန်းပါ။ဟိုဘက်ရွာကတော့အတီမပြုတ်နိုင်သေးပါဟုနင်းဘူးခရိုင်အမှန်ကားတရင်မှာတာဝန်ရှိသူတအူးကပြောဆိုပါတယ်။ဆလပီမုံရွာနေတဲ့စစ်အုပ်စုကလေဒီနဲ့ဘုံကျဲတက်လို့ကလေးငယ်အပါဝင် ပြည်သူလေးဦးတိတ်ဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ဇကိုင်းတိုင်းရဲ့မြို့တော်မုံရမြို့အနီးကစီတာလီကျေးရွာကိုဒီကနေ့မွန်လွယ်ပိုင်းစစ်အုပ်စုကပါရာမော်တာစက်တက်လေးတွေနဲ့ဘုံကျဲတက်ဖြတ်လို့ကလေးငယ်တအူအပါဝင်ပြည်သူလေးဦးသေဆုံးတယ်လို့ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။မေလ18ရက်ဒီကနေ့မွန်လွယ်နှစ်နာရီခွဲဝင်ခြင်းအချိန်မုံရမြို့အရှိပန်း စီသားလေးကျေးရွာအနီးတော်တိုင်းမှာနေထိုင်ကြတဲ့ပြည်သူတွေကိုအဓိကပြင်ပထားပြီးမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကနေတက်လာတဲ့စက်တက်လေဒီနဲ့ဘုံကျဲတက်ဖြတ်တာလို့ဆိုပါတယ်။စစ်အုပ်စုကစက်တက်လေဒီနဲ့ဘုံနှလုံးကျဲချတက်ဖြတ်တာကြောင့်တော်တိုင်းမှာနေကြတဲ့ကလေးငယ်အပါဝင်ပြည်သူ၃ဦးပွဲချင်းပြီးတေဆုံးက၂ဦးဒဏ်ရာရပြီးဒဏ်ရာရသူတွေကနောက်ထပ်2ဦးလည်းညနေပိုင်းမှာဆုံးပါသွားတယ်လို့ဒေသခံ2ဦးကပြောပါတယ်။ နေ့လယ်နှစ်ချက်ခွဲလောက်ကဖြစ်တာဘာတိုက်ပွဲမှဖြစ်တာမရှိဘူးအခုဖြစ်သွားတဲ့နေရာကလည်းဒေါ်တိုက်တွေအိမ်လေးမှလေးငါလုံးရှိတာအဲ့ဒါကိုကျဲချသွားတာကလေးတစ်ယောက်နဲ့လူကြီးနှစ်ယောက်သေးတယ်နှစ်ယောက်တန်ရာရတယ်ဘုံတိမလို့ပွဲချင်းပြီးတေဆုံသူတွေဟာအသက်၁၀နှစ်အရွယ်ကလေးငယ်တအူအသက်၃၀ကျော်အရွယ်အမျိုးသား၂ဦးတို့ဖြစ်ပြီးတန်ရာရသူတွေကနောက်ထပ်တအူထပ်မံတေဆုံကအဲ့ဒီဆုံးမသူရဲ့အချက်လက်အသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ် စစ်အုပ်စုကစစ်တပ်လေးတွေနဲ့ဘုံကျဲတပ်ဖြတ်လို့တေဆုံးသူတွေတဲ့တအူးဟာဥကောင်းပြတ်ထွက်သွားပြီးနောက်တအူးကဘိုက်ပွဲတန်းရတဲ့ပွဲချင်းပြီးတေဆုံးတာဖြစ်တယ်လို့လည်းဒေသခံတရင်ရင်းမြက်ကပြောပါတယ်၅ယောက်ထိတာ၃ယောက်သေးတယ်၂ယောက်တန်ရာရတာရှိတယ်ဘုံကြီးကနှလုံးကျဲသွားတာ စစ်အုပ်စုဟာဒီကနေ့မိုးလွယ်ပိုင်းမှာပဲမုံရွာမျိုးရဲ့အရှင်းမြောက်ဘက်အရာတော်နဲ့ဝါဒန်ကြီးရွာကိုလည်းစက်တက်လေးဒီနဲ့ဘုံနှလုံးကျဲချတပ်ဖြတ်ခဲ့ပြီးထိခိုက်မှုရှိမရှိကိုတော့မသိရသေးဘူးလို့မုံရွာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာအဖွဲ့ဝင်တက်ဦးကပြောပါတယ်စစ်အုပ်စုဟာတိုက်လေရင်စစ်ရဟရင်စက်တက်လေးတွေအုံပြုကနိုင်ငံတော်ဝန်ကစေယုံစေကံစာတင်ကြောင်ဖုံကြီးကြောင်ဖရာကြောင်နူနေရက်ကွက်တီးရွာတွေကိုလေးချောင်းပုံကျဲတက်ဖြတ်မှုတွေနေ့စဉ်ရက်ဆက်ထင်းတိုင်းကျဲကျူးလို့နေတာဖြစ်ပါတယ် ယခုမေလ6ရက်ကနေ15ရက်အထိ10ရက်တာကာလအတွင်းစေအုပ်စုကနိုင်ငံတဝန်းကို119ကြိမ်ထက်မနည်းဘုံကျဲတက်ဖြက်လို့တေဆုံးသူ128ဦးနဲ့ဒဏ်ရာရသူ249ဦးရှိတယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတကူဖြစ်တဲ့ညံလင်းတဲ့သုတေသနအဖွဲ့ကစာရင်းပြုစုထုတ်ပြန်ထားပါတယ်။ စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိန်တွင်ရစတင်ကြောင်းကចောင်းသားចောင်းသူကလေးတငယ်တွေကိုဘုံကျဲတက်ဖြတ်မှုအပါအဝင်ယခုမေလ9ရက်ကနေ15ရက်အထိ6ရက်တာအတွင်းစကိုင်းတိုင်းကအရက်သားပြည်သူကိုစစ်အုပ်စုကပြစ်မှတ်ထားဘုံကျဲတက်ဖြတ်မှု18ကြိမ်ကျူးလွန်ခဲ့ပြီးအရက်သားပြည်သူ48ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ140ဦးရှိတယ်လို့ညံလင်းသစ်သုတေသနအဖွဲ့ကဖော်ပြပါတယ် ဆက်လက်ပြီးပြည်သူတော်လှန်ရေးရဲ့မဟာဗျူဟာကတနိုင်ငံလုံးပပြည့်နေရေးဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြည်သူတော်လှန်ရေးရဲ့မဟာဗျူဟာကတနိုင်ငံလုံးကွက်ပြေနေရေးဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမွန်ကပြောပါရယ်မြို့ဝကျွန်းပေါ်သားတွေရဲ့အိမ်ပြန်ခရီးအတွက်တိုးပြန်လာပြီးအေယာဝတီကမ်ပိန်းအစီအစဉ်မှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ ဒီကနေ့ပြည်သူတော်လှန်ရေးရဲ့မဟာဗျူဟာကတနိုင်ငံလုံးကွက်ပြင်းနေရေးပဲဖြစ်ပါတယ်လို့ဥယီမွန်ကပြောပါတယ်။ကွက်ပြင်းနေဆိုတဲ့ဇကားရရဲ့အတိတ်ပဲကစစ်သုံးမြေပုံပေါ်မှာတတ်မှတ်ထားတဲ့ကြောက်ကြားအခြေခံဒေတာနေမြေတွေကိုမြေပုံဂရစ်ကွက်ဂရစ်ကွက်တကွက်မကျန်းအောင်အပြေအဝဝင်ရောက်ရှင်းလင်းရမယ်ဆိုတာနဲ့တနည်းအားဖြင့်ကြောက်ကြားအခြေခံဒေတာတစ်ခုလုံးကို တလမမကြံအင်အားသုံးဝင်ရောက်ရှင်းလင်းပြီးစုံမှုချုပ်ကင်ထားရမယ်ဆိုတဲ့အဓိပ္ပာယ်လို့ဆိုပါတယ်။လက်နက်အောက်ကိုနဲ့ပြည်သူကိုရန်တပ်ပြုနေတဲ့စစ်အုပ်စုကိုရရလက်နက်ဆဲကင်ပြီးခုခံတွန်းလှန်မှုမှာတပါပြည်သူတွေမှာတခြားရွေးချယ်စရာမရှိကြပါဘူး။အခုချိန်မှာလူငယ်တွေက PDF အဖြစ်ခံယူရင်းအသက်နဲ့ဘဝကိုရင်းပြီးတိုက်ပွဲဝင်နေတဲ့အချိန်တော်လန်ပြည်သူတွေကလည်းကိုယ့်ရဲ့ချွေးနှဲစာတွေကဖြစ်နိုင်သမျှ၆ပန့်လှူဒန်းရင်တော်လန်ရေးခရီးကိုအတူတကွဖျက်ဆီးနေကြတာဖြစ်ပါတယ်လို့ဝင်းကြီးဦးရီမွန်ကပြောပါတယ်။ ်ရွေဦးတော်လိုင်းရဲ့ရလတ်ကအင်မတန်ကြီးကျယ်ခန္ဓာပြီးသမိုင်းသစ်ကိုဖန်တီးနေတယ်လို့လည်းဦးရီမွန်ကဆိုပါတယ်ဒီတော်လိုင်းရဲ့အောင်ပွဲရဲ့ရလတ်ကအင်မတန်ကြီးကျယ်ခန္ဓာပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်သစ်သမိုင်းသစ်ကိုဖန်တီးနေတဲ့တော်လိုင်းရေးပါကျွန်တော်တို့အားလုံးရင်းနှီးရကြိုးနှက်ပါလိမ့်မယ်တော်လိုင်းရေးရဲ့ပေါ်တွေအဖို့အားထားစရာကပြည်သူတွေပဲရှိပါတယ်လို့ဝင်းကြီးကဆိုပါတယ် ဤကဲ့တဲ့ဇန်နဝါရီလ၄ရက်လွတ်လပ်ရေးနေ့မှာကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့စီရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေအစီရင်ခံစာအရပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာတွေဟာမဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့နေနေတွေလွတ်မြောက်ရေးအတွက်လည်းတည်နယ်ခုနှစ်ခုလုံးမှာပူးပေါင်းတိုက်ပွဲဝင်လျက်ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။ မြဝကျုံးပေါ်သားတွေဟာလေအဲ့ဒီကွက်ပြေမဟာဗျူဟာကိုပို့ပြီးပြေဆုံးခဲ့တာကြောင့်အေယာဝတီတိုင်းလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့အတူအေယာဝတီတိုင်းနဲ့မြန်မာပြည်တဝန်ကပြည်သူတွေအားလုံးဆက်ရှိပေးကြဖို့လေဥယီမွန်ကတိုက်တွန်းခဲ့ပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။